Lapak collection ကနေပြီးတော့ Anichu Tin ရဲ့ brand ပေါ့နာမည်နဲ့ Tichu ဆိုတဲ့ brand လေးတွေ့တယ်။ Chu က site ကြီး Lapak က site သေးပေါ့နော်။ဒါ Chu သေး site ဆိုအကိတ်ပေါ့။သူကငငယ်ငယ်ကားလေးတွေကြည့်ပြီး Anichu သေးလိုက်တော့တင်းတင်းလေးပိမ့်ပိမ့်လေးဘာဖြစ်တာလဲ။ဟုတ်ရဲ့လို့ငါတို့သိလာလို့ကြီးလာမှငါအားစေးတွေအများကြီးတောက်ရတယ်။ဟိုလူကအားစေးပေးလိုက်၊ဒီလူကအားစေးပေးလိုက်။ငါကဝါတော့သူတို့ချစ်ကြတယ်ဆိုပပိန်တော့ อ่ะป้ออานิจูเนี่ยจะเจ๊บาเลยก้าเยก็อานิจูเนี่ยยางกูมาเว้ยตะเซตะป้อๆคอมเลยตะคันซันตะคันซันแล้วไปย้ายดิแม้ๆโหไอ้ติปิซีไว้ဆိုလို့ရှိလို့ရှိရင်တော့အထဲပေါ့แชเน่ဆန်နေပေါ့เนาะအဲ့ဒါနဲ့တက်တယ်အထဲကအာနီဂျူတင်းရဟိုလက်ဘက်ပေါ့เนาะလက်ဘက်ကနေပြီးတော့လက်ဘက်ကိုလက်ရှင်ကနေပြီးတော့အာနီဂျူတင်းရဲ့ brand ပေါ့နာမည်နဲ့တီဂျူဆိုတဲ့ brand လေးထွက်တယ်အထွက်တဲ့အခါကျသူတို့သူတို့ရဲ့လက်ဘက်ကဘာလဲဆိုတော့ normal site လေးတွေ နော်မယ်ဆိုင်လေးထွက်တယ်တီကျူးဆိုတာဆိုင်ကြီးထွက်တယ်48 50 50အထက်ပေါ့အဲအဲ့လိုမျိုးဆိုင်ကြီးတွေထွက်တယ်အဲ့ဒါလေးတွေကိုအညီတွေကရောင်းတယ်ဒါပေမဲ့လို့ဟိုအညီတို့ကဟိုဘာကောင်းလဲအများပေါ့လက်ကားဈေးနဲ့ရောင်းနေရတယ်ဖြစ်တယ်တထည့်ချင်းရတော့မထွက်သေးဘူးပေါ့အဲ့တထည့်ချင်းထွက်ဖို့တောင်းဆိုတယ်အညီတွေဒီပြေကိုဆိုင်ခွဲလုပ်ဖို့စဉ်းစားထားပါဆိုင်ပေါ့နော်ဟိုဆိုင်မှာဘာကောင်းလဲအညီတွေဆိုင်ပြောင်းတဲ့အခါကျလို့ရှိလို့ရှိရင်အထည့်ပါတွဲမှာပေါ့နော်တွဲအဲ့ရလို့ရှိလို့ရှိရင်သူတို့လိုချင်တဲ့တထည့်ချင်းတွေအညီတွေရောင်းဖို့စီစဉ်ထားပါ တကားသမားတွေရတယ်တုံတန်ကိုတီကျူးစားတယ်ဟိုဟာဘာခေါ်ပါလဲလက်ဘက်နဲ့မတွဲမီဘူးဖြစ်သေးတယ်လက်ဘက်ကတက်တက်လာတီကျူးကတက်တက်လာအဲ့လိုမျိုးဖြစ်နေရအမှန်မှန်တော့မဟုတ်လက်ဘက်ကထွက်တာဒါပေမဲ့တီကျူး brand ဆိုတာပြောတာတီကျူးက site ကြီးလက်ဘက်က site သေးပေါ့နော်ဒါကျူသေး site ဆိုအကိတ်ပေါ့ ဟာအကိတ်ကိုပြေးမြင်ဘတ်ကျူသေးဆိုင်ဆိုအကိတ်ပဲအဲ့ဒါပြောတာပေါ့နော်ဘာလို့ဆိုတော့တစ်ဖက်တလန့်စီးပွားရေးရတာပေါ့နော်အဲ့ဒါမျိုးပေါ့အနေကျူသင်းတို့ဟိုဟာဘာပဲကြောင်ညာကြောင်ညာပေါ့နော်ဟိုဟာအစားအသောက်ပဲကြောင်ညာကြောင်ညာအဲ့လိုပေါ့သူများရဲ့ဟိုဟာကြောင်ညာလေးတွေရိုက်ပေးရတဲ့ခါကြလို့ရှိရင်အာတီကျူနာမည်နဲ့သွားကြသူကလေအာအဲ့ဒီကျူသင်းအစ်ဒီဒီကြော်ရလာလာဆိုအမလေးကိုပါလေသူကဆိုင်ရှင်နဲ့ပြန်ပြပြအမလေးမက်ကျူရေမက်ကျူကိုဆိုင်ခေါ်ထားရလို့ဖြစ်နေတယ်အဲ့ဒါမျိုးတွေဖြစ်တာလေအမလေးကိုကတော့ဝမ်းသာတာပေါ့နော် ကိုအခုဒီချစ်ပေးကြရဲဆိုတော့ဝမ်းသာကြည့်ကြည့်လို့အခွားဖြစ်နေပြီအိုပဲပေါ့အိုပဲသဘောမျိုးပေါ့နော်အပယ်ခံရမယ့်အချိန်မှာအပယ်မခံသေးတဲ့လို့စိတ်ထဲမှာခံစားရတော့ပျော်တာပေါ့နော်အဘလိုပဲဖြစ်ဖြစ်ပါဟိုပြုံးပြနေရင်ကိုကို့မှာအားစိတ်တစ်ခွက်တောက်လိုက်ရတယ်လို့ပဲခံစားရတယ်။တယောက်ပြုံးပြရင်အားစိတ်တစ်ခွက်အရင်ကြည့်သေးအဲ့ဒါကြောင့်လေပိုဝါ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 လာ အဲ့ပြိလက်တွေအခြေတွေကြောင့်ပေါ့ဟုတ်တယ်အဲ့အတီကျူသေးတဲ့ငငယ်ရတဲ့သူကငငယ်ရကားလေးတွေကြည့်ပါအတီကျူသေးလိုက်တော့တင်းတင်းလေးပိမိလေးဘာဖြစ်တာလဲဟုတ်ရဲ့လို့ငါတို့သိလားလို့ကြီးလာမှငါအားစေးတွေအများကြီးတောက်ရတယ်ဟိုလူကအားစေးပေးလိုက်ဒီလူကအားစေးပေးလိုက်ဒါကြောင့်လို့ကျေကျေလေအနည်းငယ်ဒါကြောင့်ညမယ်ဆိုအားစေးပေးလိုက်တယ်အဲ့ဒါတောက်တာရဲ့နောက်တော့လူတွေရဲ့အပြုံးတွေကိုငါအားစေးပေးနဲ့ပတ်မှတ်လိုက်တော့ငါတပြည့်ပြည့်တော့ဝါးပြီးတော့တင်းတင်းလေးကပြိတတ်ကြဖို့အခြေလို့လဲပါ တို့ရည်ပြတာကိုကအားသိပြေပြီးတော့ပီတိနေပြငါ့ကိုဝါတာကိုသူတို့ချစ်ကြတယ်ဆိုမပိန်တော့မပိန်အောင်နေလိုက်တယ်အပြော်ပါခုကဘာလဲဆိုတော့လေလုပ်ငန်းတစ်ခုမှာကြော်ကြားလို့လည်းမရကြော်ကြားလို့အောင်မြင်လို့ရှိလို့ရှိရင်နည်းနည်းတော့အနောက်ကဝင်တာပဲအဲ့ဒီတန်လည်းခံရတာပေါ့နော်အာဟိုဘာခေါ်လဲဒါတော့လောကရံပေါ့လောကရံနဲ့ဒါပေမဲ့သူလည်း ို့လည်းပြောကြတယ်အနေကျူသေးသူ့အတုံးလည်းမစားဘူးပေါ့သူလည်းမသိပါဘူးကိုလည်းမရောက်ဘူးဟာဒါပေမဲ့လို့ဟိုဟာသူ့ရဲ့ဟိုရောင်းဖို့ရောင်းဖို့နေကိုလည်းတရေကြရတိရကိုဆိုတာဗာလဲဆိုတာအနေကျူသေးကစားတော့စားချင်အနေကျူကအဆက်လဲကြောက်တယ်အချင်းလဲကြောက်တယ်ဝါပြီးတော့ဝါပြီးတော့အချင်းအရန်ကြောက်တာအဆက်အရန်ကြောက်တယ်အဆက်စားလိုက်တဲ့နေ့မျက်ရည်ကဘူးသီးလုံးလောက်ကျတယ်သူ့အုံကြီးကိုကြည့်ပြီးတော့လေဇရွေးတွေတာမျိုးချရဲကိုစားဆိုရင်အဲ့အလုံးကကိုပါစက်တဲ့တော်တော်လေးရောက်မှာမဟုတ် ဒါပေမဲ့တနာပါရဲ့နော်ဘာလို့ဆိုတော့ဘာလို့ဒုတိယအချက်တနာတာလဲဆိုတော့ဈေးရောက်ရတာဈေးမရောက်ရတဲ့အချက်တစ်ချက်ကနောက်တစ်ခုကဘာလဲဆိုတော့ तू ကဒရားလေးနဲ့ရက်တီနေတာ तू အဲ့ဒီမှာအဲ့ဒီဒီနေရာတဝိုက်မှာ तू ဈေးရောက်နေတာကြားလာပြီလေအဲ့ဆိုအဲ့အတန်းလေးမှာရောင်းနေကြတဲ့ပြီးတယ်မှာပြတ်ထိုးတယ်လေးတွေအများကြီးပဲလေဒါပေမဲ့အဲ့ဟိုပါဆိုလို့ရှိလို့ရှင် तू ကအဲ့စလုံးတွေကိုချက်ချက်ချက်ချင်းနဲ့ချက်ချင်းရောင်းအဲ့ဒါကအဲ့ဒါကတန်ရှင်းမှုတစ်ခုပဲလို့ အန်ယူဂျီတွေကတော့ထင်တာပေါ့နော်ဒါတော့ဘယ်ပဲဘယ်မှာပဲကြည့်ကြည့်ပါဟိုဟာဆက်တော့ဆိုင်အကြီးကြီးတွေလည်းတစ်ခါတည်းကြလို့ရှိရင်ချိုရွင့်မှုရှိတာပဲလေနော်အဲ့ဒါမျိုးသူ့အနေနဲ့အားမလျှော့ပါနဲ့သူဘာလို့လဲဆိုတော့တမီးရတမီးလာသားလားမသိဘူးဘိုက်ကလေးလေဘိုက်ကလေးရဲ့ဟိုဟာပေါ့လက်နဲ့သူကအောင်မြင်လာတယ်အဲ့လက်နဲ့ပဲသူရက်တည်နိုင်မှာပါလို့ fighting လို့ပြောခြင်းတယ် အဲဘာလို့လဲဆိုတော့ဈေးတယ်အချင်းချင်းလေအားပေးစကားပြောရတာပေါ့နော်ကဲနှစ်သစ်မှာအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ဆုတောင်းပါရနော်လိုရာဆန္ဒတွေအားလုံးလည်းပြည့်စုံပါစေနော်လောကဓာတ်ကိုလည်းတင့်ညက်ခိုင်နိုင်အောင်အတူတူကြိုးစားကြမယ်နော် fighting